မင်္ဂလာပါရှင်အော်တိုဘာလ9ရက်နေ့အတွက်မြို့တော်ရဲ့မဏ္ဍပ်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျမကတော့အိမ်ချူမေပါ။ဒီကနေ့တင်ဆက်ပေးမှာကတော့တောင်ကုတ်ကိုဥတီတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းတွေအထိနာပြီးပြန်ဆုတ်သွားတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တီဘောမျိုးစီဥတီနေတဲ့စစ်ကောင်မရှင်တပ်နဲ့ TNL တိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့ကိုပြန်ထမ်းချုပ်ထားတဲ့စစ်ကောင်မရှင်တပ်ကဘေးပတ်ဝန်းကျင်မြို့တွေကို ဖုံးကျဲပြီးမြေပြင်စစ်ကြောင်းထိုးနေပါတယ်။လက်တလောတီဘောမြို့စီဦးတည်ပြီးစစ်ကြောင်းထိုးနေတယ်လို့သိရှိရပါတယ်။ကြောင်မဲမြို့နယ်တဲကလွယ်ခေါ်ကြေးရွာကိုအော်တိုဘာ9ရက်ကစစ်ကောင်မရှင်တပ်စစ်ကြောင်းရောက်ရှိနေပြီးတောင်းတမတော် TNL နဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။လွယ်ခေါ်ရွာနဲ့အနီးဝန်းကျင်နေရာတွေကိုစစ်ကောင်မရှင်ဘက်ကအော်တိုဘာလ9ရက်ညနေမှာ ဝိုင်းတွဲလေရင်နဲ့ဘုံအလုံး20ကျော်ကျဲလို့အယတား2ဦးသေဆုံးပြီး10ဦးထပ်မံတဲ့ဒဏ်ရာရခဲ့ပါတယ်။တိုက်ပွဲကမနေ့ကညပိုင်းမှာလည်းပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဝိုင်းမော်မှာစစ်တပ်ကင်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်မရှင်နဲ့ပြည်သူစစ်တွေတက်ဆွဲထားတဲ့ကင်းစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကတင်ပိုင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အာနာဒိန်စစ်တပ်က KIA တင်ပိုင်ထားတဲ့နယ်မြေတွေကိုပြန်ရဖို့အတွက်ဝိုင်းမော်မြို့နယ်လမြန်ရွာဘက်ကိုထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးမနေ့ကမနေ့ပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲပြင်းထန်နေစေဖြစ်ပြီးစစ်ကောင်မရှင်တပ်ကလက်နက်ကြီးတွေတောက်လျှောက်ပစ်ခတ်နေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တောင်ကုန်းကိုဥတည်နေတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းတွေအထိညာပြီးပြန်ဆုတ်ခွာသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှင်ရဲ့စကခစခွန်လောက်ခံတရင်စစ်ကြောင်းတွေဟာတောင်ကုန်းပရောင်ကလန်အတိုင်းစစ်ကြောင်းထိုးပြီးတောင်ကုန်းကိုပြန်ရဖို့အတွက်စစ်ကြောင်းထိုးခဲ့တယ်လို့သိရှိရပါတယ်။အဲဒီလိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းတွေကိုအရခတ်တတော်အေးနဲ့ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေးဆုံးမှုအများအပြားနဲ့ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့သိရှိရပါတယ်။ တောင်ငုတ်ဗရောင်းလမ်းမိုင်းကလေတာတောင်စခန်းနဲ့ညောင်ကျိုးစခန်းတွေစီဥတီလာတဲ့စစ်တပ်စစ်ကြောင်းကိုအေအေနဲ့ပူပေါင်းတပ်တွေကအော်တိုဘာလ၂ရက်ကနေအော်တိုဘာလ၆ရက်အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။စစ်ကောင်မရှင်ရဲ့စကခဆက်ခွန်လောက်ခံတပ်တွေကစစ်ကြောင်းတွေတက်လာတာဖြစ်ပြီးစစ်မှုတန်းစင်းတွေလည်းအများကြီးပါလာတယ်လို့သိရှိရပါတယ်။လေကြောင်းပစ်ကူနဲ့တက်လာခဲ့ပေမဲ့နယ်မြေကျွမ်းကျင်မှုမရှိတာကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေးဆုံးမှုများခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မင်းတပ်ကိုစစ်ကောင်မရှင်တပ်ကလေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်မင်းတပ်မြို့နယ်ကိုစစ်ကောင်မရှင်တပ်ကမနေ့ကညပိုင်းမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုထပ်မံလုံဆောင်ခဲ့တယ်လို့သိရှိရပါတယ်။မနေ့ကည9:00နာရီကမှမင်းတပ်မြို့နယ်ကကျေးရွာနေရွာကို တိုက်လေရင်နှစီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။လက်တလောမင်းတပ်မျိုးနယ်မှာမိုးတဲထန်စွာရွာသွန်းနေတယ်လို့သိရပါတယ်။အာနာဒိန်းစစ်တပ်ဟာအော်တိုဘာလ၄ရက်မနက်အစောကလည်းမင်းတပ်မျိုးကဟိုတယ်စုံနေရာကိုလေကြောင်းဘုံကျဲခဲ့လို့ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့အော်တိုဘာလ၄ရက်ညတကောင်မှာပဲမင်းတပ်မျိုးဘော်ကိုထပ်မံဘုံကျဲခဲ့လို့ပြည်သူတအုပ်ထိခိုက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြောက်ရီက 6K ကောမှာတိုက်ပွဲတွေပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ 6K ကောမြို့တည်တိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ကအင်အားအများအပြားခဲ့ပြီးအလင်းဝင်လာသူတွေရှိနေတယ်လို့စစ်တပ်နဲ့စစ်ကြောင်းထုတ်ပြန်ထားပါဗျ။ 6K ကောမြို့တည်အတွင်းမှာ KNL UR အမှတ်30နဲ့စစ်တပ်နဲ့စစ်ကြောင်း Cobra စစ်ကြောင်း Vino စစ်ကြောင်း Justice Soldier စစ်ကြောင်းမဟာမိတ်ပူးပေါင်းစစ်ကြောင်းတွေက စစ်တပ်စစ်ကြောင်းတွေကိုခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်တပ်ဟာပြည်သူတွေကိုအာရမခေါ်ယူစုဆောင်ပြီးအတင်းကျပ်ပေါ်တာဆွဲတဲ့ပြည်သူစစ်တွေနဲ့အင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်နေတယ်လို့သိရှိရပါတယ်။ဒါအပြင်ကရင်နယ်ကြားဆောင်တပ် BGF ရဲ့တိုက်ရင်တချို့ကပါစစ်တပ်ဘက်ကကူတိုက်ပေးနေတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့မနပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပြီး ဆရာနာရှင်စနေဆိုးလောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။